င်ဟာအပြုံးလေးကြောင့်နာမည်ကြီးနေတဲ့အင်းလေးကဈေးတယ်လေးပြေဆုံးဖြိုးပရိသတ်များအားလုံးပဲမြင်လာပါရှင်ရွှေမလေးချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ် အခုကြလို့မြန်မာနိုင်ငံရဲ့အင်တာနက်သုံးစွဲသူတွေအကြောင်းမှာအပြောအများဆုံးအခြေခံရဆုံးဖြစ်နေတဲ့ဆယ်လီကျဲတဲ့ဝင်းကတော့ထင်မှတ်မထားတဲ့နေရာလေးတစ်ခုကနေထွန်းလင်းတောက်ပါလာခဲ့ပါတယ်။အဲဒါကတော့ရှမ်းပြည်နယ်ရဲ့အသေးနှလုံးဖြစ်တဲ့အင်းလီကန်ရေပြင်ကျဲကြီးပေါ်ကပါပဲ။ဟုတ်ပါတယ်။လင်းငယ်လေးတစ်စင်းနဲ့အမတ်တရပစ္စည်းတွေကိုရောင်းရင်းသူ့ရဲ့အပြုံးလေးတစ်ခုထဲနဲ့တနိုင်ငံလုံးကမမတွေအမတွေရဲ့အချစ်ကိုတိမ့်ပိုက်သွားခဲ့တယ်။အသက်15နှစ်အရွယ်ကောင်လေးပြေဆောင်ဖြိုးရဲ့အကြောင်းပဲဖြစ်ပါတယ်။ တားလီပြေဆောင်ပြိုဟာအင်းလီကံပေါ်မှာနေစဉ်လှေလောပြီးတော့မိသားစုအတွက်ဇင်းရောက်ကုန်နေတဲ့တာမန်ကလေးငယ်တယောက်ပေါ့ဒါပေမဲ့သူရဲ့တာမန်ဆိုတဲ့ဘဝလေးကိုနိုင်ငံကျော်ဆယ်လီဖြစ်အောင်အခြေအနေတစ်ခုစီကိုတွန်းပို့လိုက်တာကတော့ပြီးခဲ့တဲ့သတင်းစွအားလည်းရက်မှာအင်းလီကံကိုအလဲလာခဲ့တဲ့ခရီးသွားတအူးရဲ့ကင်မရာဖုန်းလေးတစ်လုံးပါပဲ အဲ့ဒီခရီးသွားကအမတ်တရပစ္စည်းဝယ်ရင်းနဲ့ဈေးရောက်နေတဲ့ကောင်လေးရဲ့ယဉ်ကျေးပြုံငါမှုနဲ့အပြစ်ကင်းစင်လုံးနဲ့အပြုံးလေးတွေကိုဗီဒီယိုရိုက်ပြီးတော့ TikTok ပေါ်တင်လိုက်တဲ့အခါမှာနိုင်ပိုင်းအတွင်းမှာပဲကြည့်ရှုသူတိမ်ပေါင်းများစွာထိရောက်ရှိသွားပြီးတော့မြမလူမှုကွန်ရက်ရဲ့ Top Trend ကိုဝင်ရောက်လာခဲ့ရဖြစ်ပါတယ်အဓိကကတော့သူ့ရဲ့မပြုတ်ပြင်ထားတဲ့ရိုးသားဖြူစင်တဲ့အပြုံးစစ်စစ်ပါပဲ။ကျမတို့နေ့စဉ်တွေ့မြင်နေရတဲ့ filler effect တွေနဲ့ပြည့်နှက်နေတဲ့ social media လောကကြီးထဲမှာပြည်စုံဖြူရဲ့နေရအောင်ကချွေးသီးချွေးပေါက် ်လေးတွေနဲ့အတူရောရှက်နေတဲ့သူ့ရဲ့အပြုံးလေးကကြီးကျွတ်သူတွေအတွက်လေးပြေးအေးတခုလိုခံစားလိုက်ရလို့ပါပဲ။အုံးကြီးရောင်းတာအုံးကြီးကမချိုပဲရောင်းတဲ့ကောင်လေးကချိုနေရောဆိုတဲ့ comment တွေကဒါကိုသက်သေပြနေရပါဒုတိယတစ်ချက်ကတော့သူဟာအင်းလေးကန်ရဲ့တဘာဝအလှတရားကိုကိုးစားပြုနေလို့ပါပဲ သူရဲ့တန့်ပြန့်ပြီးတော့မြမဆန်တဲ့ရုပ်ရည်ရင်ကျေးတဲ့အပြုံမှုနဲ့စူးစားပန်းစားအလုံးလုံးနေတဲ့ပုံရိပ်ဟာအင်းလေးဒေတာရဲ့ရိုးသားဖြူစင်မှုကိုထင်ရှားစေပါတယ်။ဒါကြောင့်လူတွေဟာပြေဆုံးဖြူကိုချစ်ခင်အားပေးနေကြတာပါ။ဒါအပြင်အင်းလေးဒေတာရဲ့ရင်ကျေးမှုကိုပါတဘာတဲ့ချစ်ခင်သွားကြတာကိုတွေ့ရပါတယ်။အခုဆိုရင်တော့ပြေဆုံးဖြူကအွန်လိုင်းမှာသာမကအပြင်လောကမှာပါတကယ်ကိုနာမည်ကြီးနေတဲ့သူတစ်ယောက်ဖြစ်နေပါပြီ။အင်းလေးကံကိုအလဲသွားတဲ့သူတိုင်းကသူ့ကိုတွေ့ဖို့အတွက်သူ့ရောင်းတဲ့အုံသီးလေးကိုအားပေးဖို့အတွက်တီးတန့်လေးငါးပြီးတော့ရှာဖွေကြတဲ့အထိပါပဲ။ တချို့ကဆိုရင်သူရဲ့ရုပ်ရည်နဲ့အခုရရှိထားတဲ့လူကြိုက်များမှုတွေကြောင့်အနာဂတ်မှာအနုပညာလောကတွေကိုဝင်ရောက်လာရင်တောင်ထိတ်တန့်မင်းသားတယောက်ဖြစ်လာနိုင်တယ်လို့ကြိုတင်ဟောကိန်းထုတ်နေကြပါပြီ။ဒီတလောမြန်မာနိုင်ငံရဲ့အင်တာနက်သုံးစွဲသူတွေကြောင့်မှာအပြောအများဆုံးအခြေခံရာဆုံးဖြစ်နေတဲ့ဆယ်လီကျဲတဝင်းကတော့ထင်မှတ်မထားတဲ့နေရာလေးတစ်ခုကနေထွန်းလင်းတောက်ပါလာခဲ့ပါတယ်။အဲဒါကတော့ရှမ်းပြည်နယ်ရဲ့အသေးနှလုံးဖြစ်တဲ့အင်းလေးကန်ရေပြင်ကျဲကြီးပေါ်ကပါပဲ။ပြည်စုံပြောအင်းလေးမှနေတဲ့မိသားစုကတောင်းငယ်လေးဖြစ်ပြီးတော့ကျောင်းပရက်တွေမှာအင်းလေးအမတ် ရာပစ္စည်းတွေနဲ့အတူအုံရင်ရောင်ရင်နဲ့နာမည်ကြီးလာခဲ့ရပါ။တားလေးပြည်စုံဖြူကအုံသီးကိုကျွမ်းကျင်စွာခွဲပြီးတော့အပြုံးချိုချိုလေးတွေနဲ့အုံရင်ရောင်ရင်နဲ့နာမည်ကြီးလာတာဖြစ်ပါတယ်။ကဲပရိသတ်ကြီးကရောအင်းလေးကံပေါ်မှာဆယ်လီလေးပြည်စုံဖြူရဲ့ဗီဒီယိုဖိုင်လေးတွေကိုကြည့်ပြီးကြပါလား။သူ့ရဲ့ဘဲအချက်တွေကိုသဘောကျဆုံးလေ။အင်းလေးကိုရောင်ရင်ရောသူ့ကိုသွားသိပြီးတော့အားပေးဖို့အတွက်အစီအစဉ်ရှိကြလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။